စီရင်မလုတ်ခဲ့မလုတ်ချင်တဲ့သူကိုလုတ်ချင်အောင်နေမလုံးနေပြေးခဲ့တာဒီဒီရဲမှာအိန္ဒြာကျော်စင်တို့လင်မယားတွေဆိုအစိုးဆုံးမဲအစိုးဆုံးမဲအမှန်ကြီးကိုလုတ်ခိုင်းတာနော်တစ်ဖက်ကတော့ဝါသားပြမှာပေါ့အတုရောင်ရွေးကောက်ပဲဘာရအစ်စ်ရောင်ရွေးကောက်ပဲဘယ်လိုအောင်ပြောရလဲအစ်စ်ရောင်ရွေးကောက်ပဲဘယ်လိုအောင်ပြောရလဲဥစ္စာမေးခွန်းထုတ်မယ်ဗျာဒီမဲထဲဦးမဲပေးဦးဘာအတွက်ကိုဒါလုတ်စောင့်နေရတယ်ဆိုတာဒါခင်ဗျားတို့အရန်ကြီးလိုတွေပါဒါမဖြစ်ဆက်လောက်ကလေးလိုပဲပောက်ကိုတော့မတ်ချက်ပြူချင်ပါတယ်နော်မဖြစ်ဆက်လောက်ကလေးပဲရှိပါတယ်ခင်ဗျားတို့ဒီထက်မကပစ္စတန်မှာခင်ဗျားတို့ဒီထက်မကပြူတွေကိုခင်ဗျားတို့ပြန်ပြီးမှ အကျဉ်းဆက်ရမှာဘာလို့တော့ခင်ဗျားတို့လုံးဝမမေ့နဲ့နော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ CDN အပိတ်ခဲ့တဲ့ PDU အိနာကျော်စင်အပါဝင်အနီထောက်ခံသူအမှုပညာရှင်အားလုံးပေးဆက်ရလိမ့်မယ်လို့ပောက်ကူတော့ပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာလူပညာဓမ္မအချို့တွေပါဝင်လာကြတယ်ဒီအပိတ်လိုပဲပါပါဘလို့ပဲပါပါဒါနဲ့လူတို့တွေပေးဆက်ရတာဒီလူတွေအနေနဲ့ပြောရင်တော့မတန်နိုင်ဘူးပေါ့ဗျာလူတို့တွေက အနုပညာဓမ္မအနုပညာရှင်တွေအများစုဒီပြူတွေပေါ်မှာရက်ဆက်ခဲ့တာတွေပြူတွေကိုတော့ပြူတွေကိုအသုံးချခဲ့တာတွေပြူတွေပေါ်ကိုရုပ်မာခဲ့တာတွေအများကြီးဗျအများကြီးเนาะအများကြီးပဲအဲ့တော့သူတို့တွေကဒါအခုဒါယူကောက်ပွဲနဲ့ပတ်သက်ပြီးမဲစီယုံနာတွေယူကောက်ပွဲနဲ့ပတ်သက်ပြီးဟောလောက်ထားတယ်မဖြစ်ဆက်လောက်ကလေးပဲရှိရဒီချက်မကသူတို့တွေကပေးဆက်ရပါဒီချက်မကပြူတွေပေါ်သူတို့တွေကပြူတွေကျွေးတဲ့ဟာပဲစားတာပဲပြူတွေပေးတဲ့ရဒါဒီချက်မကသူတို့ရဲ့အလုပ်ကျွေးပြူအောင်ပါဗျเนาะဒါကြောင့်လဲ အနုပညာအများစုတွေကဒီ2021ဖြစ်တဲ့အချိန်ကာလကြီးမှာတော်တော်ကြီးပြူတွေကိုလမ်းပေါ်မထွက်ထွက်အောင်လုပ်ခဲ့တာတွေဒါတို့တွေအတိအကျတယ်နော်စီရံမလုပ်ခဲ့မလုပ်ချင်တဲ့သူကိုလုပ်ချင်အောင်နေမလုံးနေပြေးခဲ့တာတွေဒီရဲမှာအိန္ဒြာကျော်စင်တို့လင်မယားတွေဆိုအစိုးဆုံးပဲအစိုးဆုံးပဲအစိုးဆုံးပဲကျို့ဟိုပဲချို့ချစ်တူဟိုပဲသွားပါရင်နော်ဆိုအနုပညာအစိုးဆုံးနေအများကြီးပဲမဘာတာဆွမ်းမလောင်းမဆိုတဲ့ဒါရိုက်တာဝိုင်းတို့အစိုးဆုံးပဲအဲ့မှာခင်ဗျားတို့ ဟိုဘက်ပြေးကလိုက်ဒီဘက်ပြေးကလိုက်နဲ့ခင်လိုင်းတို့ဆိုတဲ့ကောင်နဲ့အဆိုးဆုံးနေပဲအဆိုးဆုံးနေအများကြီးပဲဒီကောင်နဲ့ဟုတ်လားလူလဲခင်လိုင်းရလဲလူလဲတော်တော်များပါတယ်လူပညာဓမ္မတွေဟုတ်လားအဲ့မဲ့မြောက်ဖွေးဖွေးလားဗာဖွေးဖွေးတဲ့တကိုလုံးတဝါနော်တကိုလုံးတတူးအပြည့်နဲ့ဖွေးဖွေးလားဟုတ်လားတကိုလုံးတတူးအပြည့်နဲ့အများကြီးပဲတူတွေဒီတော်တော်များပါများပါတယ်ပြောမပြောတော်တော်ကြီးဆိုတော်တော်ကြီးကိုတူတူပြည်သူပေါ်မှာရက်ဆက်ခဲ့တာတွေပြည်သူပေါ်မှာမလုံးနေပေးခဲ့တာတွေတကယ်ကိုမြင်မကောင်းယူကောင်းနဲတာမဟုတ်ဘူးတို့တွေ ဟုတ်လားတကယ်ဆရာမတို့ကျမတို့ဒီဘလို့ဘလို့ဒီလက်ကပြရမယ်စီစီအောင်ဆရာမတွေတခုနိုင်ငံတော်ခုပေးထားတဲ့စစ်ကောင်စီဆိုရက်ကရနာနာထိုင်ဘာညာပေါ့ဗျပေးရလက်ကတဲ့ကျမတို့နှစ်ဆက်လုပ်ပြပါမယ်ကျမတို့ဗတ္တရားနိုင်ငံနေရောဘာနိုင်ငံနေရောဟိုဘာနိုင်ငံနေရောမလုံးနေပေးကြတာဒီကိုအများကြီးပဲအဲ့ဒီမှာလဲအဟုတ်ကြီးမှတ်ပြီးမှကိုလောက်တောင်ပညာမရှိတဲ့အတွက်ကိုလောက်တောင်ပညာမတတ်တဲ့သူကပေးကြတာဟာတွေကိုအဟုတ်ကြီးယုံပြီးမှဟုတ်လားဘဝအဲ့မှာကျောင်းဆရာဆရာမတွေဆရာဝန်မတွေဒုနာပြုတွေ အများကြီးတချို့ဟုတ်လားငါတော့တော်တော်များများဝင်တဲ့အနေဘဝပြတ်ခဲ့တာတွေအများကြီးပဲဘဝပြတ်ခဲ့တာတွေအများကြီးပဲနော်ဘဝပြတ်ခဲ့လို့အเจ้าဆရာဆရာမကြီးဆိုလို့ရှိရင်ထိုနေ့လူစားပဲထိုင်းနိုင်ငံမှာလက်နေ350 400 400အလုပ်လုပ်ရတယ်ဗျာစင်းအလုပ်လုပ်ရတယ်ပြောထမ်းရတယ်ဟုတ်လားအဆောက်အဦတောက်ဖို့ပဲရတယ်လက်နေ350 400ဟုတ်လား900ရရတူတူခက်ရှားရှား900မရဘူးနော်900မရဘူးလက်နေ300လေးရမှာဘယ်လောက်လဲ3000 2000ကျော်3000ပေါ့3000ကျော်လို့ပေါ်ရ3000ကျော်4000လောက်တော့ရမှာပေါ့ထိုင်းနိုင်ငံမှာဟုတ်လားအိမ်ငါလာကနဲ့ဈာမတော့မားနဲ့တခတရားမဝင်လို့ပြေးရလွှားရတာနဲ့ဖန်ခံရတာနဲ့ဟုတ်လား အဲ့လို project တွေအများကြီးပဲအဓိကတည်းအခန်းကဘာလို့လဲအမှုပညာဓမ္မအချို့တွေအမှုပညာဓမ္မအချို့အများစုတွေပေးခဲ့တဲ့ဒုက္ခဒါနတွေကိုခံရတာခံရတာအခုကြာမှာဟုတ်လားဒီကောက်ပွဲနဲ့ပတ်သက်ပြီးမလုံနိုင်ဘူးညာတော့ကျောက်တာအဲ့ဒီခင်ဗျအဆုံးဖြတ်ပိုင်권ရှိတဲ့နေရာမှာဆိုဟုတ်ပြီဆိုပြီးကိုခင်ဗျလူတွေဘာလို့လဲခံဝင်နေထိုးထားတာခံဝင်နေထိုးထားတာနော်ကောင်းကောင်းပညာပြပြီကောင်းကောင်းထောင်းနဲ့ကောက်ထည့်ပလိုက်မှာဦးစင်နာလုံပိုင်권ရှိကြပါတော့ဟုတ်လားဘာလို့လဲသူတို့တွေရုံမှခဲ့တာအများကြီးလေဗျအခုရွေးရွေးကောက်ပွဲမှာစီယုံခိုင်းနေဆိုတာကလောက်ခိုင်းနေဆိုတာကလည်းခင်ဗျရှင်းရှင်းလေး ကြံခိုင်ရုံကိုမဲပြေးပါကြံခိုင်ရုံကိုဘသူ့ကိုမဲပြေးပါလို့စီယုံခိုင်တာမဟုတ်ဘူးပြုသူပါတီအားလုံးအတွက်ကိုလုတ်ခိုင်းတာဒီကောက်ပဲရှင်မဲမဲပါတီအားလုံးအတွက်ကိုလုတ်ခိုင်းတာအမားကြီးကိုလုတ်ခိုင်းတာမဟုတ်အမှန်ကြီးကိုလုတ်ခိုင်းတာအမှန်ကြီးကိုလုတ်ခိုင်းတာနော်တစ်ဖက်ကတော့ဝါသားပြမှာပေါ့အတုရောင်ရွေးကောက်ပဲဘာရအစ်စ်ရောင်ရွေးကောက်ပဲဘယ်လိုအောင်ပြောရလဲအစ်စ်ရောင်ရွေးကောက်ပဲဘယ်လိုအောင်ပြောရလဲဥစ္စာမေးခွန်းထုတ်မယ်ဗျာအန်တီအစိုးရပါမမေးခွန်းတော့တချို့ကရှိသေးတယ်ဒါဆိုရင်အန်တီအစိုးရကိုလည်းပြိုက်ခိုင်းမှလာတဲ့ခမည်းကလည်းခိုးလို့ထောင်ထဲထည့်ထားပါတယ်ဆိုတာပြည်သူတွေကမဲကိုခိုးလို့ ော်ထောင်းတဲ့ထားတာတခုထဲခိုင်းလို့ဖြစ်မလားတခုအပိယဖြစ်သွားမှာပေါ့အစိုးရထဲခိုင်းဟုတ်လားအဲကကကကြိုကြီးကလည်းမဟုတ်ပါဘူးကဲဒီခင်ဗျားတို့ဒီအနေနဲ့စိုးရလက်ထက်ကိုကဲကျွန်တော်တို့မဲပြန်ပြိုင်မှာအရွေးခံလိုက်မှာဆိုအဲဆိုသူကလည်းတခုအပိယဖြစ်ပြတော့လုံးလုံးလုံးပါဖြစ်သွားမှာပေါ့တခုအပိယဖြစ်သွားမှာပေါ့ဟုတ်လားတချို့ရှိသေးရဲ့ဗါတဲ့ဟိုကဘယ်နိုင်ငံကဆိုတာရောင်ဆန်းစုကြီးနဲ့နိုင်ငံရေးသမားတွေကိုတွေ့ခွင့်တောင်းနေဆိုခင်ဗျားလည်းရာဇဝတ်သားတွေ့ခွင့်တောင်းလို့ဖြစ်မလားရာဇဝတ်ရာဇဝတ်တခြားနိုင်ငံလို့တွေ့ခွင့်ပေးလို့မရဘူးလေဗျာမရဘူးလေ ။အမထောင်မှာသွားတွေ့ရတော့မှမိသားစုတို့တော့မှအိမ်တော်ဇေယျနမက်ပုံတွေနဲ့ရက်ွက်ထောက်ခံတာရက်စကန်ထောက်ခံတာနဲ့ထောင်မှာတွေ့ရတာ။အခြားနိုင်ငံစုတော့တော့အခြားနိုင်ငံသားရာစုတော့လာပြီးတွေ့ခိုင်းစရာအကြောင်းမရှိဘူး။အကြောင်းမရှိဘူးနော်။သူ့အကူတော့ချင်းကဓမ္မတာကြီးပဲဖြစ်ဖြစ်နိုင်ငံတော်အတိုင်းပိုင်းငယ်ရွယ်ဖြစ်ဖြစ်ဝင်းကြီးချုပ်ကြီးပဲဖြစ်ဖြစ်ဘသူကြီးပဲဖြစ်ဖြစ်ထောင်ထဲရောက်ရင်ကျင်းတာပဲ။ဥစဉ်ထောင်ထဲမှာတော့တဲ့အချိန်တော့ပြောခဲ့တယ်။ရအောင်မင်းအကိုဘာကောင်းကြီးဖြစ်ဖြစ်နေလို့ဘယ်လိုပဲဖြစ်ထောင်ထဲရောက်လို့ရှိရင်ရအောင်အချို့အဲ့တော့ဥစဉ်တို့ရောက်တော့နိုင်ငံကြီးတွေမှာအချို့ရှိတယ် တောင်လူလယ်ဓမ္မနိုင်ငံရေးဓမ္မကိုလည်းထောင်ထဲမှာပါပဲသူတို့ရဲ့ဘာလဲဆိုသူတို့ကိုယ်ကိုယ်နိုင်ငံရေးဓမ္မပေါ့တောင်လူလယ်ဓမ္မအဲတောင်လူလယ်ဓမ္မဆန္ဒပြပြတဲ့ကောင်တွေလည်းနော်ဘယ်လိုကောင်တွေလဲဆိုလို့ရှိရင်တောင်လူလယ်တောင်လူလယ်ဆက်ပတ်ဆက်ရှိတယ်ဒီလေကိုကျုပ်တို့ရအောင်လုပ်ပေးမယ်ဒီလေကိုကျုပ်တို့ရအောင်ပြပေးမယ်ပြီးလို့ရှိရင်ကျုပ်တို့ပါစနစ်ဘယ်လောက်ပေးရမယ်နော်လေလေကောင်ရကျုပ်တို့လေဝက်ဘယ်လောက်ပေးရမယ်ဒါမျိုးအဲ့လိုအဖမ်းခံရပြီဆိုရင်လည်းနောက်ကနေတော့လေမဆူဆောင်းပြီးမှထောင်ကစားလိုက်ပို့ပါရယ်ပို့ပေးရတယ်ပို့ပေးရတယ်နိုင်ငံတော်ဟုတ်လားမင်းဟာကဘာကောင်ကြီးရဖြစ်ဖြစ်ထောင်ထဲမှာရောက်လို့ရှိရင်ဟာအကျဉ်းသားပဲလို့ငါပောက်ကူတော်လို့လည်းအကျဉ်းသားပဲလို့အဲ့ထောင်ထဲမှာရောက်မင်းအေးစင်းနေ ငါကိုကိုနိုင်ငံရေးသမားကြီးဘာကြီးဆိုရင်မှကျန်တဲ့တူတူလူဘဝဘာကျန်တဲ့တူတူအနေခက်အောင်မလုံးနဲ့အနေကြအောင်မလုံးနဲ့ကိုကိုကိုအေးစေးစေးနေမင်းမိသားစုပို့တဲ့မင်းဟာကိုတောင်းလူလည်းမပို့ထောင်ဝင်သားပဲမင်းကိုအေးစေးထိုင်သားနေလို့ဒီထဲမှာတိုက်ထဲမှာနေနော်အေးစေးစေးငယ်ငယ်လေးနေထောင်စည်းကန်ထောင်ဝင်တိုင်းနေကျန်တဲ့တူတူဒုက္ခရောက်မှာနိုင်ငံရေးသမားဆူလဲလို့ရှိရင်ကျန်တဲ့တူတူအကုန်လုံးပြန်ကျန်တဲ့တူတူကြက်ရိုက်သွားလေဟိုထောင်ကျက်သွားတာနော်အားကြောင့်ဥစဉ်တော့အဲ့လောက်ထိငယ်သူပြောခဲ့တာပေါ့ဗျာပြောခဲ့တာပေါ့နော်အခုလဲအတိုင်းမြန်မာကြီးပဲဖြစ်ဖြစ်ဝင်းကြော်ကြီးပဲဖြစ်ဖြစ်ဘာကောင်းကြီးပဲဖြစ်ဖြစ်ထောင်ထဲမှာဆိုရင်တော့အကျဉ်းသားပဲအကျဉ်းသားပဲနော် ခေါင်းကျင်းတာပဲဒါလေးကိုလည်းပြည်သူများအားလုံးသိအောင်ပြောချင်ပါလိမ့်ဗျာနော်အဲ့တော့အမှုပညာဓမ္မအချို့ပြဆက်မယ်အမှုပညာဓမ္မတွေတော်တော်များများခင်ဗျားတို့ကိုပြောချင်တာကခင်ဗျားတို့လုတ်ခဲ့တာတွေကအများကြီးပါပဲဗျာနော်ခင်ဗျားတို့လုတ်ခဲ့တာတွေအများကြီးအချို့ဘာမှမလိရအချို့လူတွေကိုခင်ဗျားတို့လမ်းပေါ်ဆွဲတင်ခဲ့တယ်ခင်ဗျားအဲ့အချို့သေးသေးပျက်စီးတဲ့လူတွေခင်ဗျားတို့တွားပြီးဘာကြီးနှစ်တိတ်ပေးရတယ်ခင်ဗျားတို့ဘာကြီးလုတ်ပေးရလဲခင်ဗျားတို့ကြောင်းမတက်နဲ့ရုံးထွက်တို့ကြောင်းမတက်နဲ့ဘာလို့ခင်ဗျားတို့တာတမီတွေကြောင်းအကောင်းစားကြီးထားကြတာခင်ဗျားတို့ဟုတ်လားကိုချင်းစာတွေကမရှိဘူးရိုးသားတဲ့အညာလူအညာသားတွေကိုခင်ဗျားတို့တွေဖျက်ဆီးခဲ့တယ် ကျူစင်တဲ့အညာတို့အညာသားတွေကိုခင်ဗျားတို့အမှုပညာဓမ္မအများစုကကောင်းကောင်းကြီးပညာပေးခဲ့တယ်။ရိုးသားတဲ့အညာတို့အညာသားတွေစိတ်ရင်းမှန်တဲ့အညာတို့အညာသားတွေအညာမြေမှာကိုယ့်အကိုအေးစိစိလှူစားနေတဲ့အညာတို့အညာသားခင်ဗျားတို့ဂျင်းကြီးကြီးကျွေးခဲ့ပြီးမှသေလန်းကိုပို့ခဲ့ကြတယ် ဒါလေးကိုခင်ဗျားတို့မမေ့ပါနဲ့ဟုတ်ခင်ဗျားတို့မဲမဲနဲ့ပတ်သက်ပြီးမှခင်ဗျားတို့ဒီပြူတွေမဲထဲဦးမဲပေးဦးပါအတွက်ကိုဒါလုတ်စောင့်နေရတာဆိုတာဒါခင်ဗျားတို့အရန်ကြီးလူတွေကဒါမဖြစ်ဆက်လောက်ကလေးလူပဲပောက်ကိုတော့မတ်ချက်ပြူချင်ပါတယ်နော်မဖြစ်ဆက်လောက်ကလေးပဲရှိပါတယ်ခင်ဗျားတို့ဒီထက်မကပစ်ဆက်အမခင်ဗျားတို့ဒီထက်မကပြူတွေကိုခင်ဗျားတို့ပြန်ပြီးမှအကျွတ်ဆက်အမဘာလို့လဲခင်ဗျားတို့လုံးဝမမေ့နဲ့နော်ဒါပောက်ကိုတော့ရဲ့ခံယူချက်ပဲပောက်ကိုတော့ရဲ့ခံယူချက်ပောက်ကိုတော့ရဲ့ပြောတဲ့ဟာမှားတယ်ဆိုလို့ကြီးခင်ဗျားတို့ထောက်ပြ ယူတွေကိုချင်းမထက်ခဲ့ပါဘူးပြူတွေကိုလမ်းမှာဆွဲမတင်ခဲ့ပါဘူးအညာတို့အညာသားတွေကိုသေလက်မပို့ခဲ့ပါဘူးလို့ခင်ဗျားတို့ထောက်ပြနော်တောင်းမတက်နဲ့ဆိုတာမပြောခဲ့ပါဘူးရုံးမတက်နဲ့လို့မပြောခဲ့ပါဘူးကျမတို့ဒီစီရီယယ်မြေကျမတို့ဒီစီရီယယ်နေကိုဘလို့လုတ်ပေးမှန်းချင်မပြောခဲ့ပါဘူးဆိုတဲ့စကားဟိုခင်ဗျားတို့ပုဂ္ဂိုလ်ကိုတာဝန်ယူရဲတယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်တော်စီကိုအမှန်နဲ့ပြောပြပြဆက်တွေ့ကြည့်တာနော်အများစုခင်ဗျားတို့အနုပညာဓမ္မအများစုတွေက အမှုပညာဓမ္မအမှုပညာနဲ့ပဲပြည်သူကိုအလုပ်လုပ်ကြည့်ပြုလေဗျာအခုဟုတ်ပြီခင်ဗျားတို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဒါနိုင်ငံရေးလို့ပြောလို့မရဘူးပြည်သူတွေမဲထဲကိုပြောတယ်ဒါဘဲပါတီကိုအကြောက်ပါတီတစ်ခုကိုခင်ဗျားတို့တောင်းပြုပြီးမှခင်ဗျားတို့ခိုင်းနေရလဲမဟုတ်ပါတီအားလုံးတို့ကို NLD ဆိုရလက်ထက်မှာတော့ခင်ဗျားတို့ပဲခြံကြီးထဲမှာဟုတ်လားခြံကြီးထဲမှာဝင်ခြံကြီးထဲမှာသွားဒီဟာဟာနဲ့ပါတီတစ်ခုတော့ခင်ဗျားတို့မဲစီယုံမဲပါတီတစ်ခုတော့ခင်ဗျားတို့ဟုတ်လားအမျိုးမျိုးပြည်သူတွေကိုနဲ့စစ်တပ်တမတော်နဲ့ပြည်သူပြည်သူနဲ့တမတော်ခင်ဗျားတို့အမျိုးမျိုးတွေးခေါ်ခဲ့တယ် ်အမျိုးမျိုးတွေ့ခဲ့ကြတာအများကြီးပဲခင်ဗျားတို့ဟုတ်လားအများကြီးပဲအဲ့ဒါကိုခင်ဗျားတို့မမေ့နဲ့နော်အဲ့ဒါကိုမမေ့နဲ့ခင်ဗျားတို့အခုဟုတ်လားလုံနေရတာတွေတကယ်ကိုမဖြစ်စလောက်ကလေးရှိသေးရလို့နော်ခင်ဗျားတို့ပြည်သူပေါ်ကအခုလိုလေးပြည်သူတွေကိုစိတ်ဝင်စားအောင်ပြည်သူတွေကိုဒီယူကောက်ဘက်နဲ့ပတ်သက်ပြီးပြောနေရတာဘာမှကိုမဖြစ်စလောက်ကလေးတွေပါလို့ပေါ့ကတော့မချက်ပြုချင်တာအားလုံးတော်ပါပဲကျွန်တော်အားလုံးဦးလည်းဘုရားရဲ့ကထင်အောင်ပွဲဖြစ်နေတဲ့အတွက်ကြောင့်မပြောရဘူးပါနော်တိတ်မှလိုင်းမော်ဒီအထက်ပြင်ပြပြုတာနော် ညလည်းဥစဉ်အားနေပြီးတော့ဒါ၃နိုင်လောက်က၃နိုင်၄နိုင်လောက်ကသွားတယ်သွားရင်မှတွေ့ကြရှိတဲ့သူနဲ့ဒါဂိုင်းနဲ့တွေ့ဆုံပြီးမှနော်သွားတဲ့နေရာသွားဟိုပါပေါ့နော်မနေ့ပြန်ရောက်လာတယ်ပေါ့နော်မနေ့၈နိုင်လောက်ကျပြန်ထွက်လာအဲ့တော့အခုကတော့ရွက်ောက်ဝဲနဲ့ပတ်သက်ပြီးမှဘုန်းကြီးကြီးစီးအောင်နေတယ်ဘုန်းကြီးကြီးကိုအဆန့်ပြီးပြီးစီးအောင်ခိုင်းတယ်ဆိုပြီးမှဟောလာဥစဉ်ရဲ့ပူလေးနဲ့ဟိုဘက်ကအကြံဖက်အုပ်စုကနေပြည့်ဖြက်အုပ်စုကနေမှဝါရဖြန်နေရာကြီးလဲတွေ့မှာပေါ့နော်ဥစဉ်တော့ကဘာဖြစ်လို့ လိုစီးအောင်ပေးတာလဲဘာဖြစ်လို့ဒီလိုလုပ်ပေးတာလဲဘာဖြစ်လို့ဒီလိုပြောပြူတွေရွေးမှမှာဆိုလို့ပြူတွေလမ်းကြောင်းလွဲမှာဆိုလို့အဲ့တော့ဦးဇင်းတော့ကလောက်တက်ကင်တက်တဲ့တူတွေတိုင်းပြည်ကိုစုတက်အောင်လုပ်ပေးနေတယ်တိုင်းတိုင်းပြည်ကိုဖွံ့ဖြိုးအောင်လုပ်ပေးနေတယ်တိုင်းပြည်ကိုပြုတ်ပြအောင်လုပ်ပေးနိုင်တဲ့တူတွေတိုင်းပြည်ရဲ့လုံခြုံရေးကိုဆောင်ရွက်ပေးနိုင်တဲ့လွတ်တော်အမတ်တွေကိုအရေးကြီးကိုဦးဇင်းတော့ကပေါ်ထုတ်ပြောပေးခြင်းဖြစ်တယ်ဗျလွတ်တော်အမတ်တွေရဲ့အရေးချင်းကိုပြောပေးနေခြင်းဖြစ်တာနော်ပြောပေးနေခြင်းဖြစ်တယ်ဗျနော် ဦးဇင်းတို့ကအခုမှပြောခဲ့တာပေါ့နရီဆိုးကလက်ထက်သုံးကလည်းပြောခဲ့တာပဲပါတီကိုမကြည့်နဲ့လူကိုကြည့်ဟုတ်လားလူကိုကြည့်လူရဲ့ရည်ချင်းကိုကြည့်လောက်တက်ခိုင်းတဲ့ရည်ချင်းကိုကြည့်ဘာဖြစ်လို့အဲ့လိုပြောခဲ့တာလဲနရီဆိုးကလက်ထက်တော့ဟာပုတ်တင်ညိုရီအပြိုလိုချင်းကောင်းချင်းဆိုတဲ့လူတွေကိုလည်းသမတပြိပဒလေးထက်အမှန်လည်းရွေးချယ်ခဲ့တာပဲမသားဝင်းပြန်ရအောင်ပါအဲ့မသားကမရှိတော့ဒီတဲ့မသားနဲ့ပြန်ရှင်ပြန်ရတော့ဘူးလက်ဆိုတရားမစစ်ပြန်ကျွန်တော်တို့ကတဲ့ဘူးလက်ကြီးပြောတယ်ကံကောင်းနေမှာတော့ ဒေါအောင်ဆန်းစုကြည်နဲ့ပြိုင်တာမဟုတ်ဘူးတဲ့ဘုကျောင်းအောင်ဆန်းနဲ့ပြိုင်နေရတာတဲ့အကြာမင်းစင်ပြိုင်တော့မနိုင်ဘူးတဲ့နော်ကြာမင်းစင်တော့မပြန်ဒါမှန်းနဲ့နော်အရေးချင်းပြီးတော့တည်းလုံးရေကိုင်းရေအရေးရှိလို့မဲပြေးကြတာမဟုတ်ဘူးအဲ့တော့ဟုတ်လားအစွဲတစ်ခုနဲ့မဲပြေးကြတာဟုတ်ပြီအဲ့အစွဲတစ်ခုနဲ့မဲပြေးကြရလို့ရေကိုင်းရေမရှိတော့ဘူးခုမဲပြေးခဲ့တဲ့အတွက်ကြောင့်တွတ်တော်ထဲမှာမဖြစ်တင်တာတွေဖြစ်ခဲ့တယ်နိုင်ငံရတာကြံပိတရားကျော်ခေါ်ခဲ့လာကတိုက်ပြည်ရဲ့ဘန်နာတွေအကုန်လုံးဖြုံးတီးခဲ့တယ်မဟုတ်ကောက်ကအကြံနေပြီးတော့ခင်ရဆိုင်ခဲ့တယ်တွတ်တော်ထဲမှာ ်ပြောရတာဖေဖေတီဆောင်ခဲ့တဲ့တပ်မတော်တပ်တော်နဲ့လူတက်အောင်မနေခဲ့ဘူးမနေခဲ့ဘူးเนาะမနေခဲ့ဘူးတပ်မတော်ဒီဒီလိုရွေးကောက်ပွဲတွေအောင်မြအောင်လို့ရွေးကောက်ပွဲတွေဖြစ်အောင်ဒီမိုဒယ်စီလမ်းမအောင်ရောက်လမ်းကြောင်းကိုဖြောက်မှပေးခဲ့တာကတပ်မတော်ကပေးခဲ့တာဟိုတိုင်းရွှေရပေးခဲ့တာဒီလိုလမ်းကြောင်းမို့ရောက်ပေါ့အခုလက်ရှိအနေအထားမှာလဲကြီးဒီမိုဒယ်စီတပ်မတော်ကအာဏာကိုအကြာကြီးမထိန်ရင်တဲ့အတွက်ကြောင့်အကြာကြီးစုတ်ကင်မထားကျင်တဲ့အတွက်ကြောင့်ပြတော်တခုကိုဖြစ်မြောက်အောင်တပ်မတော်ကနေမှာဆောင်ရွက်ပေးနေရလှုပ်ဆောင်ပေးနေရဖြစ်တယ် လှုပ်ဆောင်ပေးနေဖြစ်တယ်။ခင်ဗျားတို့ဥတည်ဦးကြီးကလည်းတမ်းလို့ဓာကြီးပဲခုထောင်ထဲအင်းစိန်တဲ့ဥပုထောင်ထဲမှာရောက်နေတဲ့ဝင်းထိန်ကလည်းတမ်းလို့ဓာကြီးပဲအင်ဒိစန်မှာတမ်းလို့ဓာကြီးအများကြီးအများကြီးပဲနော်အများကြီးပဲအခုဟုတ်ပြီခင်ဗျားဗိုလ်ချုပ်တွေအများကြီးဝင်ပြိုင်တယ်အဲ့ဒီဗိုလ်ချုပ်တွေလွတ်သွားတဲ့ဖြစ်သွားရင်ဗိုလ်ချုပ်ဆက်လို့လို့မရတော့ဘူးဘာဖြစ်လို့အဲ့ဒီဗိုလ်ချုပ်တွေကိုလွတ်တော်ထဲမှာအခု အကုန်လုံးထဲတာလေဘာလို့ပြန်ခိုင်းတာလဲသူတို့ရဲ့အရေးချင်းတိုင်းပြည်ကိုပြုတ်ပြင်ပေးအောင်လို့စစ်ကောင်းဆောင်မင်းအောင်နိုင်ကိုဖမ်းဝရန်ထုတ်ဖို့ဆုံးဖြတ်ချက်အား ICC ချက်ချင်းချမှတ်ဖို့မြန်မာတန်အမတ်ကြီးတောင်းဆိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကအကြမ်းဖက်ဆစ်ရဇဝတ္တမေအောင်လိုင်းကိုဖမ်းဝရမ်းထုတ်ဖို့ဆုံးဖြတ်ချက်အားချက်ချင်းချမှတ်ဖို့လိုအပ်နေပြီလို့ကုလသမဂ္ဂဆိုင်ရာမြန်မာတန်အမတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်။အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးရဲ့နိုင်ငံတကာရဇဝတ်ခုံရုံးအစည်းအဝေးခန်းစာခေါင်းစဉ်အောက်မှအထွေထွေဆွေးနွေးမှုကိုနိုဝင်ဘာ17ရက်မှာကျင်းပပြုလုပ်ခဲ့ပြီးမြန်မာနိုင်ငံအပအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ40ကျော်မှကိုယ်စားလှယ်တွေမိန့်ခွန်းပြောကြားခဲ့ကြ ပါတယ်အဲ့ဒီအစီအစုံမိန်ကုန်းပြောကြားမှုမှာမြန်မာတပ်အမတ်ကြီးဦးကျော်မိုးထွန်းကထဲသွင်းတောင်းဆိုခဲ့တာပါစစ်အာဏာရှင်စနစ်အဆုံးသတ်ဖို့စစ်မှန်သော Federal Democracy ပြည်တော်စုတည်ဆောက်ဖို့နဲ့မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးတရားမျှတသောအနာဂတ်ကိုရရှိစေဖို့မြန်မာပြည်သူတွေရဲ့ကြိုးပမ်းမှုမှာအဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့မြန်မာပြည်သူတွေနဲ့အတူခိုင်မာစွာယက်တီကြဖို့လဲတပ်အမတ်ကြီးကတောင်းဆိုခဲ့ပါတယ် မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်အုပ်စုဟာမြန်မာပြည်သူတွေပေါ်စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုအဆင့်ရှိကြီးလေသော ရာဇဝတ်မှုတွေကိုဆက်လက်ကျူးလွန်နေကြောင်းနဲ့အကြမ်းဖက်စစ်အုပ်စုရဲ့အဲ့ဒီရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ခိုင်မာတဲ့တပ်တွေအထောက်အထားတွေနဲ့အချက်လက်တွေကိုလည်းကုလသမဂ္ဂရဲ့အစီရင်ခံစာအသီးသီးမှာအတိအလင်းဖော်ပြထားကြောင်းတန်မတ်ကြီးကရှင်းပြပါဗျာ။တိုင်းပြည်ကိုပြောင်းလဲပေးအောင်လို့တိုင်းပြည်ကိုဖြောင်းဖြောင်းမတ်မတ်ဖြစ်အောင်လှုပ်လှုပ်ဆောင်ပေးနေတာ ဟုတ်ပြီဒါတော့အခက်အခဲတွေကြားမှာအခက်အခဲတွေကြားမှာမြန်မာနိုင်ငံကြီးလူတို့လွတ်တော်ဖြစ်တဲ့အများကြီးပြုပြောင်းပါဒါမှလည်းမပြောင်းလဲဘူးချောင်းပြန့်ဝမ်းမတ်မလုံနိုင်ဘူးမပြုတ်ပြင်းနိုင်ဘူးဆိုလို့ရှိရင်ကျုပ်တို့တွေဝေဖန်ပေးမယ်တုံ့တက်ပေးမယ်လမ်းမပေါ်ကိုထွက်ပေးမယ်သူတို့ကိုယုံကြည်တဲ့အတွက်ကြောင့်ကျုပ်တို့တွေကဥဒိစေကိုလက်ထက်တော့ဥဒိစေကိုယူသင်းတော့ယုံကြည်တဲ့အတွက်ကြောင့်ပြောခဲ့တယ်အဲ့လိုယုံကြည်အောင်ပြောခဲ့တဲ့အတွက်ကြောင့်လည်းပြုပြပြောင်းလဲမှုကြီးလုံးဝပြုတ်ထုတ်ပြတာပဲ လုတ်ပေးတာလေပြင်ပြောင်းလဲအောင်လုတ်ပေးနိုင်ခဲ့တာလေညင်းပယ်လို့မရအောင်ဥတိန်စိန်တိုင်းပြည်ရဲ့အတွက်ဌာနဝင်အတွေ့လေးရှော့ဖို့အတွက်ကိုသမရတယောက်နေနဲ့အေးစင်ကုန်နိုင်ငံသွားတော့လည်းကြည့်လိုက်စားခင်ဗျတိုင်းပြည်အတွက်ကိုသူဘယ်လောက်နဲ့နာခံခဲ့ရလဲကျွန်တော်တို့အောင်ကြီးတယ်အများစုအများစုအကုန်လုံးကိုကျွန်တော်မစိုးနိုင်ဘူးနော်ဘိုလ်ချုပ်တွေအများစုဒီညိမ့်တွေတော်တော်လေးဝင်လာတယ်ဆိုတော့ဘိုလ်ချုပ်တိုင်းဘိုလ်ချုပ်နဲ့တမတော်ကိုပိတ်ဆက်နေကြတာပဲရှိရ အနစ်နာခံနေကြတာပဲရှိတာခင်ဗျာကျွန်တော်လိုက်ကြည့်သူတို့အေးစစ်စစ်နေလို့ရတယ်ဒိန်ခံပြီးနေလို့ရတယ်သူတို့အတက်ရွယ်နေတယ်ဒါကြောင့်ဦးစင်းတို့ကဟုတ်လားပြောပြီးတယ်စီယုံပြီးတယ်ဒီတက်မတော်နဲ့ဘယ်သူကအဆင်ပြေအောင်ပေါင်းနိုင်တယ်လဲဒီနိုင်ငံမတိမငိမ်ဖြစ်နေတာလို့တော်ရောက်တဲ့ခါမှာတက်မတော်နဲ့အဆင်ပြေအောင်တက်မတော်နဲ့ညီညွတ်အောင်ဘယ်သူတွေကပေါင်းနိုင်တယ်လဲဘယ်သူတွေကအဆင်ပြေအောင်ပြောနိုင်တယ်လဲလက်ရှိအနေထားညီညွတ်နေမှာဖြစ်မှာစီးလုံးနေမှာဖြစ်မှာ ိုင်းလိုစီးလုံးနေမှာတိုင်းပြည်ကထုတ်တက်မှာတောင်းလဲမှာဒါဘုံမျိုးပြည်သူများအားလုံးသိစေချင်ပါလေနော်ဒါကြောင့်မလို့ဦးဇင်းတို့ကကောင်းတဲ့အမတ်တွေရွေးချယ်တဲ့နော်မမတ်တွေအားလုံးရွေးချယ်ပေးနေရမတကားကြီးဥခင်ကြီးတို့ရွေးတဲ့ရှိတယ်တကားကြီးဥတင်ဥလွင်တို့ဟုတ်လားအများကြီးပါပဲအခုဥခင်ကတကားကြီးဥမြထွေးဦးတို့ပြေဦးလွင်အောင်မေတာသာမှာဆိုလို့ရှိရင်ဗိုလ်ချုပ်ဒေသကျော်တို့အများကြီးအများကြီးအများကြီးခင်ဗျဟုတ်လားအများကြီးရှိတယ်သူတို့တွေအများကြီးကိုကလောက်ထားကြတာအများကြီးရှိသေးတယ်သခိုင်းမှာဆိုလည်းမှကြည့် ကြုံတဲ့ပုံလို့ဒုတိယဘုံကြုံကြည့်တဲ့ပုံဟုတ်လားဒီစီအများကြီးနော်ဒါကြောင့်မလို့တို့တို့တွေဦးစင်းတော့ဟုတ်လားဘုံကြုံများထုံးမတွေ့ဘူးဗျမမြင်ဘူးဗျတို့တို့ရဲ့လောကကြီးတို့ရဲ့စီယုံကြီးကိုတိတယ်အောင်မြတ်သားမဝင်ပြိုင်မဲ့ဘုံကြုံတေစာကြောင့်မတိဘူးမတွေ့ဘူးဒါပေမဲ့တို့တို့တမိုင်းကိုဦးစင်းတော့လေ့လာတယ်ဘုံကြုံတဲ့ဘုံအဲ့တို့တို့တမိုင်းကိုလေ့လာတယ်ဒကာကြီးဥတည်ဦးလွန်တော့ဦးစင်းတော့စကားပြောဦးတယ်လေတကားကြီးဥခိခဏခဏစကားပြောဦးတယ် ီလိုတွေနဲ့ဆက်ဆံအောင်မြင်မှုတဲ့ဒီလိုတွေနဲ့ထိတွေ့မှုသူ့ရဲ့အရေးချင်းအများကြီးလှုပ်ဆောင်ကြတာဥသိန်းတော်တည်ရလေအများကြီးပါဗျနော်အဲ့တော့ကျန်တဲ့လွတ်တော်အမတ်တွေရဲ့အကြောင်းတွေရှားကြပါတီးရလွတ်တော်အမတ်တွေရဲ့အကြောင်းတွေကိုလည်းဥသိန်းတော်ဝေဖန်တုံးတက်အောင်ပါဘယ်သူမှဥသိန်းတော်လှူလို့မဟုတ်ပါဘူးလှူလည်းမလှူပါဘူးဗျအဲ့လောက်ထိလဲလူတို့တွေလိုက်ကန်းဆုံးတိကျတူရှင်မဟုတ်ပါဗျနော်ငါတို့ပြောပြပါလေငါတို့ပေါ့ကူတော်ကြောင်းတော့တွားအစီတွားလို့မယ်ဆန်တွားလို့မယ်ဥသိန်းတော်တတ်မတော်တိုင်းမှာမရှိပါဘူးနော်ပေါ့ကူတော်ကိုယ်တိုင်ရတာတွားလှူနေကြီးဖြစ်ပါလေဗျနော်ကထင်ရက်ကမှတော့ဥသိန်းတော် ဘကိုးတိုင်းနဲ့လားမတူညောင်ချိုးပဲရခိုင်နယ်စပေါ့ဗျာညောင်ချိုးကြောက်အောင်ပို့ပေးတယ်ရိတ်ခါကိုကြောက်အောင်ပို့ပေးတယ်တိန်းတရာကျော်ကြောက်အောင်ပို့ပေးတယ်ဟာအဲ့ပြမှာခုစတားလင်လို့တယ်ကြောက်အောင်ဝဲမယ်ကြောက်အောင်ဝဲမယ်စတားလင်ပေးတယ်ဟုတ်လားကြောက်အောင်ပို့ပေးမယ်ဘောဥစဉ်စီကပတ်စံလည်းပြီးလို့လူထားတဲ့တမ်းမတော်ချင်းမြတ်နိုးလူနဲ့ပြီးလို့လူထားတဲ့ငွေဖြစ်နေတဲ့ကြောက်ဥစဉ်တော့ရတာတိုင်းပြည်ဆိုဘာဖြစ်လို့ဥစဉ်အဲ့လိုထောက်ကန်နေလဲအများဆုံးတိုင်းပြည်ငြိမ်းချမ်းစေချင်လို့အေးချမ်းစေချင်လို့တိုင်းပြည်ကြီးငြိမ်းချမ်းသွားတယ်တိုင်းပြည်ကြီးအေးချမ်းသွားတယ်ဆိုရင်ပေါ့ကူတော့ကျွန်တော်ဒီပုံစံဒီနေထားနဲ့ခင်ဗျားတို့ မမြင်ရပါဘူးပြဦးစင်းတို့ကလည်းအပြစ်ပြခံပြီးပြောနေရပါနော်ဦးစင်းတို့ဒီလိုအချို့ဟာတွေပြလိုက်လို့အပြစ်ဖြစ်တဲ့ဆိုတာတီးပါတယ်ဦးစင်းတို့ကလေးကလေးရဝက်လာတာပရိယာကြီးကလေးကလေးရတင်းလာတာပါစတုံးနေတာနဲ့ဒီကန်းစီလာတယ်အခုဦးစင်းတက်40တဲ့နော်ဗာလိမြောက်ပြည်သူများအလုံးသိစေချင်ပါအားလုံးမင်္ဂလာပါဗျာဒီနေ့ဟာ7ရက်7လပိုင်း2025ဖြစ်ပါတယ်ဗျာဒီကနေ့ပြည်သူများအလုံးကိုဦးစင်းမိတ်ဆက်ပေးမယ်ဗျာပြည်သူတကယ်အမှန်တကယ် အကောင်းကျိုးပြုမဲ့မိလူကိုအမှန်တကယ်မြန်မာပြည်ပြောင်းလဲအောင်မြန်မာပြည်ပညာကဏ္ဍတွေကိုပြောင်းလဲအောင်အမှန်တကယ်ပေါ့နော်ရွေးချယ်တဲ့နဲ့အမှန်လောင်းတအုပ်ကိုဦးစဉ်ရွေးချယ်ပေးမှာဖြစ်ပါလေဗျအဲ့ဒီအမှန်လောင်းကဘယ်ရလဲဆိုရင်ကြက်ခိုင်ပါတီကမိထီလာပြည်သူ့လွတ်တော်ကိုယ်စားလှယ်အကနေဝင်ပြိုင်မဲ့အလုံးလဲမြန်မာနိုင်ငံမှာမတည့်ရသူခက်ရှားရှားပါဗျာနော်မြန်မာနိုင်ငံမှာအလုံးကထုတပည့်တွေရပဲများပါတယ်ဒကာကြီးဒေါက်တာမောင်တင်းဖြစ်ပါလေဗျာဒေါက်တာမောင်တင်းဖြစ်ပါတယ်ဒေါက်တာမောင်တင်းရဲ့ကိုကြီးကျင်းလေးရဆိုရင်တော့နော် ရမောင်နေ့ရဲ့စာသာ1980ခုမှ1980ခုနှစ်တိရန်ကုန်စစ်တပ်ကတို့တည်ရဲ့ရူပပေဒဌာနတွင်တရုတ်ပြအဖြစ်စတင်လုပ်ကင်ခဲ့ပြီး1982ခုနှစ်ဇန်နဝါရီတရက်နေ့မှ1992ခုဒီဇင်ဘာလ3ရက်နေ့အထိရန်ကုန်တပ်ကတို့တွင်တရုတ်ပြလက်ထောက်ကတိကရာထူးများဖြင့်အလုပ်လုပ်ပြီး1993ခုနှစ်ဇန်နဝါရီရက်မှ2000ခုနှစ်21ရက်အနေထိမော်လမြိုင်တပ်ကတို့တွင်လက်ထောက်ကတိကကတိကရာထူးများကိုလုပ်ကင်ခဲ့ပါတယ်၎င်းခုနှစ်ဇန်နဝါရီတရက်နေ့မှာ၂၀၁၀ခုနှစ်ဒီဇင်ဘာ၁၇ရက်နေ့ထိကိုတောင်ငူတက်ကလို့တွဲပဲပါမောက်ခ 2000ခုနှစ်ဒီဇင်ဘာ12ရက်မှာ2005နိုဝင်ဘာ21ရက်နေ့ဒီကိုမန္တလေးတက္ကသိုလ်ရူပပေဒဌာနပါမောက္ခဌာနမှဖြစ်လာသည်တဲ့နော်ထို့တော့အတွင်းမှာ2004ခုဇန်နဝါရီ18ရက်မှာမက်လာ14ရက်နေ့ဒီကိုတဲ့မောက်တက္တကရိုအပါမောက္ခအဖြစ်လုတ်ကြိုက်ခဲ့ပြီး2005ခုနိုဝင်ဘာ21ရက်နေ့ဒီ2009 2009ခုဒီမက်လာတုံးကနေဒီရတနာဘုံတက္ကသိုလ်ရဲ့ဒုတိယပါမောက္ခချုပ်2009 AB လတရနေ့မှာ2008ဇွန်26ရက်နေ့ဒီအဆင့်မြင့်ပညာရေးဦးစီးဌာနအထက်မြန်မာပြည်ဒုတိယ ညင်ကြဲမှုဖြစ်ဆောင်ရွက်ခဲ့ပြီးထို့နောက်2008ခုနှစ်ဇော်လ2000နော်2009ရဲ့2014မဲလထီမှာမိထီလာတက်ကူတွေပါမောက်ကကြုံ2014ခုနှစ်မဲလ6ရက်နေ့မှာ2015ခုနှစ်ဇူလိုင်30ရက်နေ့ထီမန္တလေးတက်ကူပါမောက်ကအဖြစ်တာဝန်ထမ်းဆောင်2015တွင်မန္တလေးတက်ကူပါမောက်ကပြောင်းတာဝန်ထမ်းဆောင်တာဝန်ထမ်းဆောင်ရင်တာဝန်တန်းဘဝမှာအငိမ့်စားယူခဲ့ပါတယ်နော်2015မှာအဲ့မှာအဲ့လိုပညာရေးကဏ္ဍမှာဆိုလို့ရှိရတခါကြီးဒေါက်တာမောင်တေးရာဒါမြန်မာပြည်အနှံ့မှာသူဂျာရီယာသူဆင်းဆင်းနဲ့ယူခဲ့ဒါရေးချစ်ရှိတဲ့အတွက်ကြောင့်သူဒီဒါမျိုးထမ်းဆောင်ခဲ့လောက်ဆောက်ခဲ့တာပေါ့ဗျာနော် တကယ်ဒီချက်ပို့ပြီးအဝတ်စရာ2015မှာ NLD အကမ်းမျိုးတောင်ကျိုကမ်းမျိုးမဲနိုင်ခဲ့တောင်ကျိုကမ်းမျိုးမဲနိုင်ခဲ့တယ်ဆိုပေမဲ့လည်းမိထီလာနယ်မှာလုံးဝလုံးဝမနိုင်ခဲ့ပါဘူး2015မှာမိထီလာနယ်မှာဒေါက်တာမောင်တေးရ NLD ကလူတွေဒါအပြတ်အမဲဖြုတ်ခဲ့တယ်ပေါ့ဗျာနော်ဒေါက်တာမောင်တေးရ2015မှာလည်းဒါမိထီလာမျိုးနယ်မှာဝင်ရောက်ရှင်းပြပြီးအနိုင်ရရှိခဲ့တယ်အမှတ်ရှိတယ်နောက်ဆုံးထိုက်ရှင်မဲလာကတော့ပြည်သူ့လွတ်တော်ဒုတိယဥက္ကဋ္ဌနေရာအတွက်ရှင်းပြန်ကြတော့လေဥက္ကဋ္ဌနေရာဒုတိယဥက္ကဋ္ဌဖြစ်သွားတယ်ပေါ့ဗျာနော်အဲ့တော့ပြောချင်တာက ရော်ဒါမောင်လေးကိုဘာကြောင့်မိတ်ချီလာလို့နေသားတွေကရော်ဒါမောင်လေးမိတ်ချီလာမှာအခုကိုရောက်ရှိနေတယ်နိုင်မသေးကြတယ်ဘလို့ကြိုက်တဲ့သူနဲ့ပြိုင်နိုင်မသေးကြတယ်ဘယ်သူနဲ့ပဲပြိုင်မယ်နိုင်တယ်ရော်ဒါမောင်လေး2015မှာတောင်မှတောင်ကျူကမ်းပြူဒီလောက်အန်တီဆိုရမဲနိုင်ခဲ့တာတောင်မှရော်ဒါမောင်လေးကမိတ်ချီလာမှာမဲနိုင်ခဲ့ကြပဲနော်အဲ့တော့မိတ်ချီလာလို့နေသားအလုံးနဲ့အလုံးပေါ်မိတ်ချီလာတနေလို့အခုလည်းပဲခင်ဗျားတို့တစ်ခါကျဂျင်းထဲခံနေရတာဂျင်းကျွေးခံနေရတာဦးစင်းကဘာဖြစ်လို့ဒီလိုပြောနေအောင်နိုင်မသေးရင်တော့ခင်ဗျားတို့ထဲမှာဂျင်းနေမိနေလို့မှိုင်းနေမိနေလို့နော် ဒီဒီဘက်ကဒီရွေးကောက်ရွေးကောက်ပွဲကြီးအောင်မြင်သွားမှာကြောက်တယ်ရွေးကောက်ပွဲကြီးဖြစ်မြောက်သွားမှာကြောက်တယ်ရွေးကောက်ပွဲကြီးအောင်မြင်သွားရွေးကောက်ပွဲကြီးဖြစ်သွားပြီဆိုတို့တော့ခွက်ပြောက်ပြီးတောင်းစားလို့မရတော့ဘူးဒါပဲအဖြေရဒါပဲဝင်လာတဲ့ဒီမိုကရေစီတစ်ခုကိုပြောင်းလဲလာမြန်မာပြည်ကြီးပြောင်းလဲတဲ့လူတွေအတိညာလဲပို့ပြီးမှဖွင့်ပြလာအခုကအကြမ်းဖက်တည်းရဲ့ဂျင်းနေ BBC တို့ RFA တို့ခေတ္တတို့မင်းစီမာတို့ရဲ့ဂျင်းနေတို့တို့တွေကကျွန်တော်တို့ဘာလုပ်ပါတတ်ရကျွန်တော်တို့ဘာရပုံကကျွန်တော်တို့ဒီလိုပဲအဲ့မဲ့ဒီလိုနဲ့တတ်မလို့တတ်မလို့နဲ့ပြည်သူကိုအခုမှကျင်းလာမှာဥနေဝင်လက်ထက်လာတဲ့ခင်ဗျား ရနိုင်ပေးလာတာဒီပေဖြဲတဲ့နော်တို့ဒီလိုလုံးမှာဒီလိုရနိုင်မှာမြေဝိရနဲ့မတော့ညီရဲမောင်သေလောက်အောင်ကြောက်တယ်သေလောက်အောင်ကြောက်တယ်အခုတော့ဒီနှစ်ထောင်ပြောပါတော့နိုင်ငံရေးအမြတ်လိုပဲပြောရမှာဗျာပြောရလို့ရှိရင်တော့ဗျာအရှုံးလေးကအမြတ်လိုပဲပြောမှာခုပြည်သူကတက်မတော်ရဲ့အကြောင်းကိုခေါင်းကောင်းတည်လာတယ်တက်မတော်ရဲ့ကျေးဇူးတရားကိုနားလဲလာတက်မတော်ရဲ့ကျေးဇူးတရားကိုသဘောပေါက်လာတယ် NLD ရဲ့ပေါက်ပွားလာတဲ့အကြမ်းဖက်တွေရဲ့ရုံမှမှုကိုဒီလိုတွေခေါင်းကောင်းသိပါပြီအဲ့တော့မိတိလာတို့နေသားတွေအားလုံးလည်းဒီဒီခုမဲကာလမှာအရေးမှားပါဆိုလို့ရွေးချယ်မှုမှားပါဆိုလို့ပေါက်ကိုတော့ကနေမှာဒါ ဘယ်သူဘယ်လိုဘယ်လိုရွေးချယ်နေလဲเนาะကိုသင်းတော့ပါတီနဲ့ပြီးတော့လူကိုကြည့်ဆိုတဲ့ကလည်းတတ်ထိုင်ဥက္ကရာဥက္ကရင်ရလဲပါရွေးချယ်တဲ့အခါမှာအရေးရှိမရှိတဲ့လူတွေရွေးချယ်တာမဟုတ်ဘူးတကယ်မြန်မာနိုင်ငံကိုအကျိုးပြုနိုင်တဲ့လူတွေမြန်မာနိုင်ငံကိုတကယ်ပြောင်းလဲပေးနိုင်တဲ့လူတွေဒီလူတွေရဲ့လုံခြုံရေးကိုပြောင်းလဲပေးနိုင်တဲ့ဥပဒေပေါင်းတွေကနေပြောင်းလဲပေးနိုင်တဲ့လူတွေကိုရွေးချယ်ထားတာမြန်မာနိုင်ငံရဲ့ပညာရေးကိုဘယ်သူနဲ့တည်းအဲ့လိုလူမျိုးတွေကိုရွေးချယ်ပေးတာဒါပေမဲ့ဒေါက်တာမောင်တင်းတို့လူမျိုးခဏတွတ်တော်တွေရောက်ချက်လေးဗျာတွတ်တော်လည်းဥက္ကရင်ဘယ်နေရာထားမလဲနေရာအကုန်လုံးကသူတမရလုံးမဲ့သူကဘယ်လိုဘယ်နေရာထားမလဲဟုတ်လား 对，问题呢？平常一问题都连么腰挂起来哩，平常一不老高么嘞，平常一不老高么嘞，都怎么样？怎样累拉起来吧？老大忙你，怎么样？累拉起来吧？喏，包括到对了，咱家的篮球么状呢？都怎么样？累拉起来，累拉起来吧？包括呀，路到那个五块钱的菜大棚，一进去就一进门啊，公路鱼菜架啦，喏，是不是这个？包地呀，路地呀，喏，再一个呢，买饼呢，不呗？路那处理肉干那包嘞？哎嘛，篮篮球嘛，路都离不会买，还一个篮球嘛，不会买，那表么？ အဲ့ဒီလာရှိုးကပြန်လာမိသားစုကဥစဉ်ကြောင်မှာစေဘေးဒုက္ခထဲမှာကြာရင်နေပါတယ်ညာရင်တော့တားဖြစ်သူကလည်းစစ်သားမေတမီးဖြစ်သူကလည်းဝန်ထမ်းနေသူကလည်းဝန်ထမ်းအဲ့မှာဘယ်လိုလုံးဆိုတော့အဲ့ဒါသူတို့နဲ့ပတ်တက်နေတယ်ပတ်တက်နေတော့ဗျာဒီဘက်ကခင်ဗျာမိုင်းလုံးလို့ဘယ်လိုမှမြေကွက်ပြီးတိုက်ပြီးရောင်းကြတာပေါ့ဗျာရောင်းကြတော့စေဘေးပတ်တက်လာပေါ့အရှင်းစက်ချက်ကလူနဲ့ဟုတ်လားပတ်တက်တော့ယင်းဒီခင်ဗျာတော့ဘယ်လိုလုပ်တော့ခုချာမှာနေတမီးကိုပေါ့ဒီလွတ်တော့မိတ်ဟိုဟာပေါ့လာရှိုးကနေဝင်ပြန်ခိုင်းလာရှိုးကနေဝင်ပြန်ခိုင်းပေါ့ဟိုကလည်းဘယ်ဝင်ပြန်ခိုင်းမလဲပြန်ခိုင်းလို့မရဘူးလေ ဝင်တဲ့ကလာဝင်တဲ့လက်ဖြစ်တဲ့ကြောင့်ဝင်တဲ့ကဘာဖြစ်တဲ့ကြောင့်တော့နိုင်ငံရေးဆက်ဆက်မလုပ်ချင်ဘူးနိုင်ငံရေးတော့ပတ်သက်ချင်ဘူးလေဘာပတ်သက်ချင်ကြောင့်ဝင်မပြိုင်နိုင်တဲ့အကြောင်းပြောတော့အခုမခေါ်နိုင်တဲ့ပြောနိုင်ဖြစ်သွားတယ်အဲ့အဲ့ရချစ်စက်ရှိရလူရောလူမင်းမရောလုံးဝလုံးဝမခေါ်တော့ဘူးနိုင်ငံရေးကိုဆွဲထည်တာကလေးကနားမလဲ33နေပဲရှိသေးရလေနိုင်ငံရေးဆိုတာသူနားမနိုင်ငံရေးဆိုတာသူမတူးလေဝင်ပြိုင်ဆိုတာသူမတူးစိတ်ဝင်သားလေစိတ်ဝင်သားတာယူဘာလို့ဝင်ပြိုင်ခိုင်းတာလဲဝင်ပြိုင်ခိုင်းတဲ့အရာယူဝင်ပြိုင်ပြိုင်တော့အခုမခေါ်နိုင်ပြောနိုင်ဖြစ်တယ်ဘယ်တော့နိုင်ငံရေးအောက်တန်းကြတယ်လဲခဏတော့တွေ့ကြည့်တန်ခိုင်းရောဒါအဲ့လိုလူတွေရွေးချယ်ထားတာမဟုတ်ဘူး အမှန်တကယ်ရည်ချေးရှိရတူတွေအမှန်တကယ်လောက်ရည်ကိုင်ရည်ရှိရတူတွေတွေးတက်လောက်တာလူငယ်တွေပါတယ်ကြမ်းခိုင်ရင်ပါတပါရှိရတူတွေပါတယ်အဲ့ဒီမှာတွဲပေးတာဘာဖြစ်လို့လူငယ်ရောထက်လိုက်နောက်တစ်ခါအနာဂတ်မျိုးဆက်တွေကိုတိုးတက်အောင်လို့လူငယ်တွေလည်းထက်အပ်ချင်တဲ့အတွက်ကြောင့်အဲ့တော့မိတ်ဆွေလာကနေလူငယ်လာရဲ့မိတ်ဆွေလာမျိုးလူမျိုးသားတွေအားလုံးအမှန်တကယ်မဲပေးရမယ်ဆိုရင်တော့ဒေါက်တာမောင်တင်းလို့လူကမပေးဘူးဘဒုကိုပေးမှလဲလို့ဦးစင်းကတော့မေးခွန်းထုတ်ချင်ပါတယ်နော် ဒေါက်တာမောင်နှင်ဒီဦးဆက်ဒီတွေ့လဲမတွေ့ဘူးလဲပြင်လဲမပြူဒါပေမဲ့ဒေါက်တာမောင်နှင်လို့တကားမျိုးကိုဦးစင်အပြင်မှာအေးစင်းလေးတွေ့ပြီးစကားတွေအများကြီးပြောချင်တယ်ဟုတ်လားအရေးရှိရှိတဲ့လူတယောက်လူတော်ကြီးတယောက်လေဗျာအဲ့လိုလူမျိုးဦးစင်လဲတွေ့ချင်တာပေါ့မြင်ဘူးချင်တာပေါ့ဒီထဲမှာလာမြင်စကားမပြောဘူးတွေ့ဘူးဒါပေမဲ့သူ့ရဲ့ဂုံတဲ့တဲ့သူ့ရဲ့လုံရည်ကန်ရတကယ်အရေးရှိရှိတဲ့လူလေပညာရေးကဏ္ဍမှာလည်းတမိုင်းကောင်းတဲ့လူတွေဗျာဒါကြောင့်ဒေါက်တာမောင်နှင်လို့လူမျိုးကိုဒီလိုအတွက်ပေါ့ကိုတော်ကနေမှအကြီးမားမှာဆိုလို့